ဟယ်လိုဖြူဖြူဒီနေ့မုတ်တီတော့ပါမရှင်နန်းကြီးတော့ပါအော်မုတ်တီတော့ပါဒီမှာနန်းကြီးတော့လို့ခေါ်ကြတာအဲငါတို့ညမှာမုတ်တီတော့လို့ခေါ်တာပြောမြန်နေပေါ့ကဲဒါကတော့ဖြူဖြူအိမ်နာဆိုင်ကပဲမုတ်တီပင်ဝယ်လာတယ်ဒါ90သားကို1600ပဲပေးရတယ်အများကြီးပဲရတယ်အဲ့တော့ဖြူဖြူကစိတ်လေးတန့်သွားအောင်လို့ဒါလေးကိုတရေပြန်ပြီးတော့ပြုတ်ပါမယ်ဒါလေးကိုခဏ7မိနစ်လောက်ပြုတ်ပြုတ်ပေးထားလိုက်မယ်နော် ကဲဒီလိုမျိုးရေနွေးလေးနဲ့ခဏပြုတ်လိုက်တဲ့ခါကျတော့စားရတာတော်တော်လေးစိတ်တန်ပါတယ်ကွာ။သူပြောမုတ်တေတော့ကိုကြိုက်တယ်၊ကြိုက်ပေမဲ့လို့ကွာလေး။ formalin ကြောက်လို့အခုနောက်ပိုင်းမှာအရင်ကြီးမစားဖြစ်တော့တာပေါ့။တခါတလေအရင်စားကျင်လာတဲ့ခါကျမှပဲလုပ်စားဖြစ်ပါတယ်။ဒီလိုဆက်ထားပေးမယ်နော်။မုတ်တီတုတ်တို့ဖို့အတွက်စက်တိုင်းချက်ပါမယ်။ကဲစီပူလာပြီဆိုလို့ရှိရင်စက်တုံနေနဲ့စက်တုံကြီးစီးတတ်ပါမယ်။ ပြွားတော့နှမ်းစီတုံးထားလို့အမြုပ်ထားပါတယ်စက်တုပ်ပြူလေးလည်းထည့်ပါမယ်အကြောင်းလေးလာသွားအောင်လို့စမင်းမုတ်နဲ့မရုပ်ရောင်တွေမုတ်ထည့်ပါမယ်။ဒါစမင်းမုတ်တစ်စွန်းထည့်ပါမယ်။မရုပ်ရောင်တွေမုတ်တစ်စွန်းခွဲလောက်ထည့်ပါမယ်။

်အဲစီတက်ထားတာလေးနွမ်းလာပြီပေါ့နော်စက်တုံနီစက်တုံပြူလေးဒီနေသားရောက်ပြီဆိုလို့ရှိရင်ဒီလိုဖျင်းချင်ပြီးနေခဲ့ပါမယ်ဟိုကအရင်နဲ့တုံမှာဆိုတော့လေအနှစ်များများတုံမှာဆိုတော့အနှစ်များများကြာအောင်ဖျင်းနေတုံးလုံးလောက်ထည့်လိုက်ပါတယ်ဒီအဆင်ရင်ဖျင်းနေလေးကြည်အောင်လို့မလို့ချီလေးထည့်ပြီးတော့ခဏစောင့်မယ်နော်ချီလေးနည်းနည်းထည့်ပြီးတော့အဖုံးလေးပိတ်ထားပါမယ်

ကျင်သီးလေးတွေတော်တော်လေးကျေသွားပြီဆိုလို့ရှိရင်ကြက်သားထည့်လို့ရပါပြီ။ဒါကြတော့ပြူပြူကြက်သားကိုရေးစင်အောင်စေးပြီးတော့အဂျင်းလေးထောင်းပြီးတော့ထည့်ထားတယ်ပြီးတော့စမင်းမှုတ်ရဲ့စားရဲ့ရာသာမှုတ်ရဲ့နဲ့ထည့်ပြီးတော့နှက်ထားတာလေးပေါ့နော်အရာသာလေးဝင်အောင်လို့နှက်ထားနေပါအဲ့ကြက်သားလေးတွေကိုထည့်လိုက်ပါမယ်အမလေးတော့ပုံမှန်ကြက်သားကြီးချက်တယ်လို့ပါပဲနော်ဒါကကျတော့မုတ်တီတုတ်ခဲ့ထဲမှာဆိုတော့ဒီကအရေးလေးများများလေးချက်ပေးပါမယ် ချက်သားထဲမှာကြတော့အရသာဝင်အောင်လို့စားမယ့်အရသာမဟုတ်ပါတခါတည်းတော့နေထားပြီးသားပေါ့နော်ဒီနေ့အတွက်ဒီစားနည်းနည်းအရသာမဟုတ်နည်းနည်းချက်ချက်ပါမယ်ဒါကတော့စားပါစားနှစ်ဆင့်ဖြစ်ပါမယ်ပြီးတော့အတီးရမုံလေးတစ်စုံထည့်ပါမယ်ငါပြရရကြောက်ခုနစီတက်တဲ့ထဲမှာထည့်ထားပြီးသားပေါ့နော် ်ဆိုရင်ရေလေးထည့်ပြီးတော့ကြက်သားလေးနူအောင်တဲပေးပါမယ်ဝါကဲပေါ့ပေါ့ဆူအောင်နိုင်ဝက်လောက်ချက်ပြီးတဲ့နောက်မှာတော့ကြက်သားဟင်းလေးရပါပြီဒါပြီးမုတ်တီတုတ်တွက်ချက်တာဆိုပေမဲ့လို့ ဟိုဟာစက်သားဟင်းကိုချက်စားမယ်ဆိုလဲဒီနည်းပိုင်းပဲချက်စားလို့ရတယ်ပေါ့နော်ဒါစီလေရေလေလေအရန်စီပြန်ကြီးမကြိုက်တဲ့သူဆိုလို့ရှိရင်ဒီအည်လူးစားရတာကြိုက်တယ်လို့ဆိုလို့ရှိရင်စီလေရေလေဒီနည်းလေးတိုင်းစက်သားဟင်းလေးနဲ့ချက်စားလို့ရပါတယ်အဲဆိုရင်ဒီရတာလေးရပြီဆိုတော့ဟိုဒီတော့ကိုပြင်မာတော့မယ်ကဲမုတ်ဒီတုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကြာခုနပြပြတို့ချက်ထားတဲ့စပါးဟင်းစပါးဟင်းရဲ့ ပြီးလို့ရှိရင်အဆက်ကြိုက်တဲ့သူကငွေဦးတီးလော်မုံလေးထည့်လို့ရတယ်ပြီးတော့စားနဲ့အရာတာမုံလေးအော်ရဲပြီးထည့်လို့ရတယ်ပြီးရင်ပဲမုံလို့မယ်စီချက်လို့မယ်ငါပြာရည်လေးထည့်လို့ရတယ်ဟိုပြီးတမရကြီးကုံလေးလို့တမရရည်လေးရှိပါမယ်ဆိုရင်ဒါလေးတွေတုံးပြီးတော့တုတ်ပါမယ်ကဲတုတ်ဖို့အတွက်ပြင်ပါပြီမုံတီဖက်တီထည့်ပါမယ်ဒါပြီးတော့ညီမနှစ်ယောက်စားပါတော့နှစ်ပွဲစားပြင်ပါမယ်ညီမတော့အစားပုတ်တော့နည်းနည်းများများထည့်မယ်ပေါ့နော် ကဲနန်းနန်းကြိုက်တဲ့သူကတော့နန်းနန်းလေးထည့်မယ်မကြိုက်တဲ့သူကမထည့်လို့ရပါတယ်ဒီနစီချက်လေးစတုံးနစီချက်လေးစီဝါချက်လေးထည့်ပါမယ်ပဲမုံထည့်ပါမယ်။ကျူးတွေကတော့စီစီလေးကြိုက်လို့ပဲမုံမဆုံးပဲလောက်ထည့်ပါရဲ့။ဒီမြေကျမ်းမုံလေးနည်းနည်းလေးထည့်ပါမယ်။ ငါပြရည်လေးနည်းနည်းပေါက်ပါမယ်။ချိန်ကြရင်တမရည်လေးနည်းနည်းပြပါမယ်။တော့အရာသားလေးရှိသွားအောင်လို့အရာသားမုံလေးတစ်စုံထည့်ပါမယ်။ပုံမှန်ဆိုလို့စားပြီးတိတိထည့်လိုက်ပါမယ်။ချက်ကြီးထည့်ပါမယ်။ရှေ့ပဲဟေးဟင်းရမှုချိုင်းရပဲ။ရှိ哦နှစ်စုံလောက်ဆမ်းပါမယ် ရင်တော့အသားများများကြိုက်တဲ့အမကြီးတို့ကသားတော့နေခဲ့ပါမယ်အဲ့တော့ဖို့ ready ပြင်ထားတဲ့အနေထားပါပေါ့ရေးစီးရေအကုန်ထည့်ပြီးတော့နေလို့ရပါပြီ။ကဲမုတ်တီတုတ်လေးစားဖို့စင်ပြင်ပြင်လိုက်ပါတော့မယ်။ ကဲနောက်ဆုံးမှာတော့စားချင်းစပွဲမုန်တီတုံလေးရပါပြီရှင်ဒီနေရာမှာတက်တူနီတို့ကော်ဖီတို့ကြိုက်တဲ့သူကကိုကြိုက်တာလေးတွေထည့်ထည့်ပြီးတော့စားလို့ရပါတယ်ဘလူးကမနှစ်ယောက်ကတော့ဒီတိုင်းလေးပဲကြိုက်လို့ဒီတိုင်းလေးပဲစားပါတော့မယ်အားလုံးစားကြပါအောင်ရှင်